ူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်။ဒါကတပတ်စာလက်ဆောင်ကပ်ကလေးကိုချပေးမှာဖြစ်ပါတယ်မျိုးလို့ရင်။ခါတိုင်းဆိုရင်ကျမကလင်နာကိုထောက်ပြီးတော့ပြပေးပါတယ်။အခုတော့ကျမအတန်လည်းတိတ်ပြီးတော့မကောင်းဘူးနော်။အတန်နာနေတဲ့အတွက်ပွဲဆက်တရားများနေတာမျိုးလို့ရင်။မင်္ဂလာဆောင်နေသွားတာနဲ့ပဲအတန်ကြီးကနာအဲ့ဒါကြောင့်ကလင်နာလည်းထောက်မပြနိုင်တော့ဘူးနော်။ဒါကလင်နာထောက်ပြီးသားခဏနေဦးတာမျိုးလို့ချပေးတာဖြစ်တယ်။ အဲ့လိုချပေးတဲ့အခါမှာအမျိုးတို့အနေနဲ့စခွင်ချော်လေးရိုက်ပြီးတော့ယူထားနော်။ဒီမှာအခုလိုမျိုးချပြတဲ့အခါမှာအမျိုးတို့စခွင်ချော်ရိုက်ယူထားပါလို့ဒီမှာအများနဲ့မှားတယ်နော်။ဒါပြီးခဲ့တဲ့ဘက်ကနော်ပြီးခဲ့တဲ့ဘက်ကတော့ပေတံကိုချပေးတယ်ဒီဘက်မှာတော့အခွေကိုချပေးမှာဖြစ်ပါတယ်နော်ဒါမျိုးလိုမြင်တဲ့အတိုင်းပဲ ါတိုင်းဆိုရင်တော့ကျွန်မစနေနေ့ကိုလိုက်လွန်တာအခုကလည်းမင်္ဂလာဆောင်လေးကအဲ့နေရာမှာပြီးသွားတော့မလွန့်ပြဖို့မျိုးလို့နော်ကျွန်မမင်္ဂလာဆောင်သွားရင်လည်းတော့အမျိုးတို့ကျွန်မတောက်ကြနေရမရမှာဆိုလို့ကြပြကြရလေးလွန့်လိုက်သေးတယ်နော်အဲ့မျိုးတို့လည်းရမှာပါတောက်ကြနေရအဲ့ဒါမင်္ဂလာဆောင်သွားတဲ့နေ့ကအရှိမဘောက်တန်လေးနဲ့စူနေလို့ကျွန်မ သူများရင်နောက်ဖေးဟိုးအဝေးယူသွားပြီးတော့ကျမမှာလိုက်လွှင့်ရတာနော်ဒါတောက်ကြနေနော်ဒါမျိုးလိုမြင်တဲ့အတိုင်းပဲ619နော်ကီမိန်ကီဒါကပတ်တီးရ69အဲဒီမှာမိန်နဲ့မာရင်65ဆိုဒါမျိုးလိုရတယ်နော်ဒီမှာဒီထည့်ကလည်းအပီစင်သွားတယ်အဲဒါကျမအမျိုးလိုမရမှဆိုလို့ကျမမှာမင်္ဂလာတောင်ကနေတောင်မှသူများနောက်ဖေးသွားပြီးတော့ထွက်ပြေးရတာအရှိကပေါက်တန်တွေကစိုးနေတာခုတော့ပြန်ရောက်ပြီလား နေနေ့ကလွှင့်မယ်လိုက်တော့မလွှင့်ပြဘူးလူကြီးလည်းပင်မန့်ပြီးတော့အဲ့တော့အခုချပေးတဲ့မပြောက်ပတ်သည့်အခွေပရိတ်နော်ဒါကလနာစစ်ပြီးသားတွေမျိုးလိုကလနာစစ်ပြီးသားကိုချပေးမှဖြစ်တယ်နော်ဒါပရိုင်းဂျုံနဲ့ကနန်းကိုချပြီးတော့ပေးတာမဟုတ်ဘူး ပြီးရင်အမျိုးတို့စက်ခွင်းလျှော့ရယူတာဒါအခွေကိုအရင်ပေးမယ်အခွေရ63ညတိနေတော့နော်ဒါအခွေပရိတ်က38ပရိတ်နော်ဒါပရိတ်က38ပရိတ်မပြောက်ပတ်သည် ော်မျိုးတို့စကွင်ချော်လေးရိုက်ယူထားပါစကွင်ချော်ရိုက်ယူတဲ့အခါကျတော့ဒါမျိုးတို့ကိုယ့်ဟာကိုယ်အချိန်မရွေးပြန်ပြီးတော့ကြည့်လို့ရတယ်နော်ကျမနေတိုက်တွေတင်းတဲ့အခါကျရင်အမျိုးတို့အနေနဲ့ကျမပတ်တိပေးလိုက်တဲ့ခဏန်းကိုတင်းထိုးနော်အဲ့လောက်ဆိုအမျိုးတို့လည်းသဘောပေါက်နော်ဟုတ်ပြီလား ကျမကအခု18ကိုမပြောက်ပတ်သီးလို့ခေါ်ထားတယ်ဒါအဖွဲ့ဝင်နိုင်တဲ့အမျိုးတွေတော့ကိုဒါကျမစေနာနဲ့ချပြပေးတဲ့ခဏနေနော်ဒါမျိုးတို့လည်းသိပါတယ်အပတ်တိုင်းလို့အဲ့တော့ကျမပတ်သီးပေးလိုက်လို့ရှင်ပတ်သီးပေးတဲ့ခဏဟာဒီထက်ကမပြောက်ပတ်သီးနဲ့ပါလာဒီထက်မှအခွေးပါလာဒါအမျိုးတို့ညံရှိတယ်လို့ယူသုံးလို့နော်ကျမလိုက်လွှင့်လိုက်အမြဲတမ်းပြောတယ်နော်အဲ့ဒါဆိုရင်စုံခွင့်ချော့ကြယူထားယူပြီးပြီဆိုရင်ကျမမနက်ဖြန်တော့ကိုတခါတည်းပြ သူကအခုတောင်ဖျားကျင်တယ်လို့လို့ဖြစ်နေတာမျိုးလေနော်အခုပြမှာကြီးနော်မျိုးလို့၃ည9ပေါင်းမယ်၃ည9ပေါင်းတော့ခွန်ခွန်1နဲ့ပေါင်းမယ် ွန်တေပေါင်းတော့ရှစ်ပါဝါက3ရှစ်ကဲနှစ်ခတ်က1တူကဒီမနေ့ညမှာတူကဆင့်ပေးရမယ်။မဆင့်ပေးပါလဲ။တစ်ခွန်ဆိုတော့တေတလုံးဆင့်တယ်။ရှင်းနဲ့တင်းနဲ့ပေါင်းတော့9 9 3နဲ့ပေါင်းမယ်။9 3ပေါင်းတော့1 နှစ်ပါဝါကခွန်နှစ်ကဲနခကလေးနှစ်ခွန်လေးရဒီမနေ့ညမှာဆင့်ပြရမယ်ဘာဆင့်ပြီလဲခွန်ကဆိုတော့ခွန်တလုံးခွန်6ပေါင်းမယ်ခွန်6ပေါင်းတော့3 3 4နဲ့ပေါင်းမယ်3ပေါင်းတော့ခွန်ခွန်ပါဝါက2ခွန်ရဲ့နခက3ည နော်မနဲ့ညအဲ့ဒီကမထွက်တော့မနဲ့ပေါ့မနဲ့ဆိုတော့ဘာထွက်သွားလဲ၃၃ညဆိုတော့၃ညတစ်လုံးဆင်ပြီးတယ်၃ညနဲ့၉နဲ့ပေါင်းမှာ၃ည၉ပေါင်းတော့၉၉ကို၃ညနဲ့ထပ်ပေါင်းတော့၉ကိုပါဝါက၄ကိုရဲ့နှက်ခတ်က၆ကိုလေး၆ကမနဲ့ညမှာဆင့်ပြရမယ် ။ဗါဆင်ပြီလဲမနေ့ပိုင်း6ခုညနေပိုင်း9နှစ်ဆိုတော့6ကုတ်ကိုဆင်ပြီ။เนาะမျိုးလို့အဲ့တော့3နဲ့1နဲ့ပေါင်းတော့4 4ကို9နဲ့ပေါင်းမှာ။ဒီ9ပေါင်းတော့9 9ပါဝါက4 9ရဲ့နှက်ခတ်က6 9 6ကမနေ့ဖန်မနေ့ညမှာသူကထိပ်ပေးရမယ်တဲ့မျိုးလို့ အဲ့တော့ဒီဘက်ကအချင်းလေးတွေတစ်ချက်ကြည့်အောင်နော်အဝါနှစ်ခုချဲထားတယ်ထိတ်နောက်နှစ်လေးပေါင်မယ်နှစ်လေးပေါင်တော့6 6ပါဝါက1 6တိအချင်းဒီနှစ်ရက်အတွင်း ှစ်နဲ့သုံးညနဲ့ပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ခွန်အချင်းဒီနှစ်ရက်အတွင်းဒီဘက်က6တိဒီဘက်ကနှစ်ခွန်အချင်းသူကပါဆင့်ပေးွာလဲနှစ်ရက်အတွင်းမှာဒီဘက်ကနှစ်ခွန်အချင်းက6နှစ်9နှစ်1ခွန်ဆိုပြီးတော့နှစ်ကောခွန်ရဆင့်ပေးတယ်နော်ဒီဘက်က16 6တိအချင်းကပါဆင့်ပေးလဲ6တိ6နှစ်ဆိုပြီးတော့6ကော1ကောဆင့်တယ်ပြီးတော့ဟိုဘက်နဲ့ဒီဘက်နဲ့ကိုလည်းဆင့်ပေးတယ် ဟိုဘက်နဲ့ဒီဘက်နဲ့ကနှစ်6ဆိုပြီးတော့ဒီမှာ6နှစ်ပေါ့နော်ဒီလိုဆိုတော့6နှစ်6နှစ်ကတစ်ကြိမ်ဆင်းတယ်ပြီးတော့9နဲ့1နဲ့1ခုံကတစ်ကြိမ်ဆင်းတယ်ပြီးတော့ဒီအချင်းလိုက်ကြီးဒီမှာဆင်းတယ်နော်အမျိုးလိုအဲ့တော့နောက်တစ်ပိုင်းနောက်တစ်ဝက်တော့ကိုဆက်ကြည့်မယ်6နှစ်ပေါက်မယ်6နှစ်ပေါက်တော့8 8ပါဝါတော့နှစ်ရက်အတွင်း ုနှစ်နှစ်နဲ့ပေါင်းမယ်ကုနှစ်ပေါင်းတော့တစ်တစ်ပါဝါချနှစ်ရက်အတွင်းအဲ့တော့တစ်ချောက်ချင်းကဘာဆင်းပြီလဲတစ်သုံး6သုံးဆိုပြီးတော့တစ်ကော6ကောဆင်းတယ်ဒီဘက်က3ရှစ်အချင်းကဘာဆင်းပြီလဲမျိုးတွေ6ရှစ်တစ်သုံးနှစ်သုံး6သုံးဆိုပြီးတော့8ကော3ကောဆင်းတယ်ပြီးတော့ဟိုဘက်နဲ့ဒီဘက်နဲ့ကိုလည်း ူကပါဆင်းပြီလေဒီဘက်ကတိနေဒီဘက်က3နဲ့တိ3ဆိုဆင်းနေနောက်ပြီးတော့ဒီဘက်က6နဲ့ဒီဘက်က3နဲ့6 3ဆိုပြီးတော့အပီလဲဆင်းပြီလေနော်အဲ့တော့ကျမဆိုလိုချင်တဲ့သဘောအမျိုးလိုကြီးဟိုဘက်နဲ့ဒီဘက်နဲ့လဲကြတယ်ဆိုတာကိုဒါပြပေးနေတာနောက်ပြီးဒါအောင်လဲထိတယ်ဒီကိရလဲထိတယ်ဆိုတာကိုဒါကျမပြောနေတာနော်အမျိုးအဲ့တော့စက်ကြည့်ကို3ပေါင်းပါကို3ပေါင်းတော့2 နှစ်ပါဝါခွန်သူကနှစ်ရက်အတွင်းနေ့သုံးပေါင်းတော့ငါးငါးပါဝါသုံးညအဲ့တော့ငါးသုံးညချင်းကဗာဆင်ပြီလေခွန်ငါးသုံးညခွန်ဆိုပြီးတော့ငါးရောသုံးညရောဆင်းတယ်ဒီဘက်ကနှစ်ခွန်ချင်းကခွန်ငါးသုံးညခွန်ဆိုပြီးသူကခွန်တလုံးမဲ့ဆွဲတယ်နော်ပြီးတော့ဒီခွန်နဲ့ဒီငါးနဲ့ခွန်ငါးဆိုပြီးတော့ ထပ်ဆင်းပြီးတယ်ပြီးတော့ဒီ3ညနဲ့ဒီခွန်နဲ့3ညခွန်ဆိုထပ်ဆင်းတယ်နော်ဒီမှာပြောတာအဲ့ဒါကိုပြောတာဟုတ်ပဲဒီပဲလဲကြားတယ်ဆိုတာကိုဒါမျိုးလိုပြတာခွန်နဲ့6နဲ့ပေါင်းပါခွန်6ပေါင်းတော့3 3ဘဝ8 3ညနဲ့ခွန်နဲ့ပေါင်းပါ ၃ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ခွန်ပါဝါးနဲ့နေရအတွင်းအဲ့တော့ဒီဘက်ကခွန်နဲ့ချင်းရပါဆင်းပြီလေခွန်လေးခွန်တလုံးဆင်းတယ်ဒီဘက်က၃ရှေ့ချင်းရပါဆင်းပြီလေ၃၃ညဆို၃တလုံးဆင်းတယ်ဒါကဒီတပင်ကြတော့ဟိုဘက်ဒီဘက်ကိုမကြတော့နော်အဲ့တော့ဆက်ကြည့်မယ်ခွန်၅ပေါင်းမယ်ခွန်၅ပေါင်းတော့နှစ် နှစ်ပါဝခွန်နှစ်ခွန်ကနှစ်ရက်အတွင်း3နဲ့3ညနဲ့ပေါင်းတော့3 3ပါဝက8 2ရက်အတွင်းအဲ့တော့ဗာဆင်းပြီလေ3 8ချင်းရ3ညလို့ဆင်းတယ်ဒီဘက်ကနှစ်ခွန်ချင်းရဗာဆင်းပြီလေနှစ်တိလို့ဆင်းတယ်နော်ဒီဘက်က3တလုံးဒီဘက်ကနှစ်တလုံးနော်ဘက်နဲ့ဒီဘက်နဲ့ तू ကမကြဘူးအဲ့တော့ဆက်ကြည့်အောင် 4နဲ့3ညနဲ့ပေါင်းပါ။4-3ညပေါင်းတော့4 4ပါဝါက9 4ကို2ရက်အတွင်း။3နဲ့3ညနဲ့ပေါင်းတော့3 3ပါဝါက8 3 8က2ရက်အတွင်းအဲ့တော့ဘာဆင်းပြီးလဲ3 8ချင်းရ4-3ဆိုပြီးတော့3တလုံးဆင်းတယ်ဒီဘက်က4-9ချင်းရဘာဆင်းပြီးလဲ လေးကိုချင်းရ၄၃၁၄ဆိုပြီးတော့၄တလုံးဆင်းတယ်ပြီးတော့ဒီဘက်နဲ့ဟိုဘက်နဲ့၄၃ဆိုဆင်းတယ်နော်ပြန်ဆင်းပြီးတယ်အဲ့တော့အမျိုးတို့တွေမနက်ဖန်တက်ကိုဆက်ကြည့်မနက်ဖန်တော့က6နှစ်နှစ်နဲ့ပေါင်းမယ်6နှစ်ပေါင်းတော့8 8ပါဝါက3 4 3ပေါင်းတော့ခွန်ခွန်ပါဝါက2အဲ့ဒါမနက်ဖန်မနက်ည เนาะမနေ့ညမှာ तू ကလည်းဆင့်ပြရမယ်တဲ့ဒီဘက်ကကီးရလည်းကြပြရမယ်ဒီကီးရမင်းကြီးအမကြီးเนาะမျိုးတို့မင်းကြီးအမကြီးမျိုးတို့ရှိမှရရှိထားတဲ့ခဏရှိเนาะဒီကီးနဲ့ကတ်တာထို့မျိုးတို့เนาะမနေ့ညလွတ်ကိုမလွတ်ဘူးမျိုးတို့ဒီမှာအာမခံတယ်เนาะမျိုးတို့အဲ့တော့ဒါကျမအကောင်းဆုံးကီးဒါကျမတို့လက်တွေ့ဆိုင်ကရတဲ့ကီးနဲ့ဒါဈေးကွက်ကီးနဲ့ညှိလို့ ကောင်းဆုံးအာမခံပေးထားတဲ့ကီးနော်အဲ့တော့ကုလေး6ကဒါမိန်ကီးအမာကီးဖြစ်ပါတယ်အဲ့တော့ဒီထက်မှာကဏ္ဍနေရာရှိတယ်ကဏ္ဍနေရှိတဲ့အခါမှာကျမကအကြိုက်ဆုံးကဏ္ဍနှလုံးဆွဲထုတ်ပေးမယ်နော်ပတိပတိပတ်နိုင်တဲ့အမျိုးတွေကကိုနှစ်ကိုကြိုက်တဲ့အလုံးပတ် နော်နှလုံးလုံးပတ်နိုင်ရင်တော့လည်းပတ်ပေါ့မပတ်နိုင်ရင်လည်းကျွန်မတွေ့ပြီးထားတဲ့ကဏန်းလေးတွေကိုထိုးမယ်ဆိုရင်လည်းထိုးဒါမှမဟုတ်အမျိုးလိုရှိမှရရှိထားတဲ့ကဏန်းရှိလို့ရှိရင်လည်းကျွန်မပေးထားတဲ့ကီးနဲ့ပတ်တိနဲ့ကဏန်းကိုယူပြီးတော့အမျိုးလိုရှိရရရှိထားတဲ့ကဏန်းနဲ့တွေ့ထူးနော်ဒါညံရှိတယ်လို့လို့ကျွန်မတော့အကောင်းဆုံးရှာဖို့ပြေးတယ်အဲ့တော့ဒါကမင်းမင်းကိုအရင်ရေးပေးမယ် cố khổ nó cố xì cố tô cái này giờ nó mình quẹt cả nó bị được quá thể bị mà chạy để mưu đi à chú tôi mà chạy mà tôi nữa, chẳng quẹt န်ကွက်ကတော့အမျိုးလိုတရားဝန်းနှစ်ယောက်ဘူးလောက်ပဲရန်ဒါတွဲရမယ်ခဏမှလို့ကျမတွဲပေးနေတာရန်ကွက်ကတရားဝန်းနှစ်ယောက်ဘူးလောက်ပဲလောက်ဒါဆိုတော့ က်နဲ့ဒီဘက်နဲ့ကိုတဲ့အမျိုးတို့အဲကျမထိုးမဲ့ခဏပုံစံအတိုင်းဟိုဒါအမျိုးတို့ဟုတ်နော်ခဏလေးပြန်ကြည့်လိုက်ပါဦးခဏခဏတဲ့ဒါအမျိုးတို့ရရစီခြင်းနဲ့အမျိုးတို့ကျမလည်းလိုချင်တာပဲ။ ြန်ပြီးစစ်ပေးတာเนาะဒါမျိုးတို့အမျိုးတို့ကိုအပတ်တိုင်းမှာမွေးကျင်လို့ရှိရင်တော့ဒီတစ်ခွက်ကိုထည့်ပြီးတော့မွေးเนาะတစ်ခွက်ထဲနဲ့အမျိုးတို့ဘာမှဖြစ်ဘူးမွေးเนาะဒါမွေးထိုးရမှာခဏနော်ဒါမွေးထိုးရမှာခဏဒါကျမလက်ဆောင်ချပေးတာအဲ့ဒါဆိုတော့မွေးထိုးခြင်းနဲ့ဒီမှာချပေးလိုက်ဒါကတော့ကျမနေ့တိုင်းထည့်မပေးနိုင်ဘူးเนาะ ဘာလို့လဲဆိုတော့မေ့တဲ့အခါလဲမေ့သွားမယ်မျိုးတို့ကြီးအဲ့ဒါကြောင့်မျိုးတို့လည်းဒီမှာရေးပြလိုက်မယ်နော်ဒါတပတ်စာလေးအဲ့ဒါဆိုတော့ပြီးပြီเนาะဒါလေးကိုပြန်ပြီး sequential လေးရိုက်ပါရိုက်ပြီးတော့ယူထားကြပါเนาะ ဲ့ဒါဆိုတော့ပိုးဆင်ပြေးတယ်နှစ်မှုဆိုကျွန်မနေ့တိုင်းကိုထည့်ပြီးမပြောနိုင်ဘူးဘာလို့လဲဆိုတော့ကျွန်မလည်းဒီဘက်မှာခဏနေရှားရတာနဲ့မေ့တဲ့အခါမျိုးလည်းမေ့သွားရင်ဒါမျိုးတို့ဟိုဖြစ်မှာဆိုလို့နော်နင်းနာမှာဆိုလို့နော်ရိုက်ပြီးဆိုကျွန်မဒါကိုဆက်ပြမယ်ဒါဒါကတော့ကျွန်မဒီနေ့တော့ထည့်လိုက်တယ်နော်ဒါဒါဆိုလို့ရှိရင်တကွက်ထက်ထည့်ပြအောင်ဒါကျမထိုးမဲ့ပုံစံမျိုးတွေကိုဒါအမျိုးတွေကိုချပေးနေတာเนาะဒါစေတနာတက်တက်ပဲ စီတနာတက်တက်နဲ့ချပြီးတော့မောင်းနေလားမသိဘူးနော်။ဒီဘက်ကလေးနည်းနည်းဆွဲလိုက်မှမျိုးလို့။အင်း။ညလာ။နော်။အဲ့ဒါဆိုရင်ဒါကတပတ်စာလက်ဆောင်ကကလေးဖြစ်ပါတယ်။စကွင်ရော့မရိုက်ကတည်းတဲ့အမျိုးတွေရှိရင်လည်းရိုက်ထားပါ။ဒါလေးကတော့မွေထိုးရမယ်ခဏန်းလေးဖြစ်ပါတယ်။နော်။ဒါကတော့မနက်ဖြန်မနက်ညဖြစ်ပါတယ်နော်။ ဒါမျိုးလိုညံရှိတယ်လို့ယူတော့အဲ့ဒါဆိုရင်မနှက်ဖန်ရှိရဲ့အင်္ဂါမနှက်ညာကနေစပြီးတော့အဖွင့်နေရနေစပြီးတော့တပတ်လုံးလုံးမှအောင်မြင်မှုတွေကိုထပ်ခါတလေလေရရှိနိုင်ကြပါစေနော်